ယူနိုက်တက်ကစားသမားဟောင်းတုတ်ကြီးကိုထူးထူးခြားခြားစိတ်ဝင်စားလာတဲ့အာစတန်နဲ့အီလီယော့အန်ဒါဆင်ကိုအပြိုင်ခေါ်ယူရမယ်မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူး Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျာ။ Cocaine Star Football Show ရဲ့ကျွန်တော်ကခက်မှာဒီနေ့ Normal 21ရက်နေ့မှာရထားတဲ့သတင်းတွေကတော့ဖူးချားတယ်။နည်းနည်းလေးလဲစားတယ်။မျက်စိရှိလို့သာယုံရတဲ့သတင်းမျိုးတွေပေါ့နော်။ထားပါ။ဒီသတင်းတွေ ဟုတ်လားမဟုတ်လားမှန်လားမလားကျွန်တော်ဆွနီးကြည့်အောင်လေဘလောက်ဖြစ်နိုင်ကြီးရှိသလဲစသဖြင့်ပေါ့โอเคပထမဆုံးသတင်းက team talk ကနေပေါ်ပြထားတာပါယူနိုက်တက်ရဲ့ကစားသမားဟောင်းလက်ရှိနာပိုလီနဲ့စကော့တလန်အသင်းမှာထူးရှယ်ခြေစွမ်းပြနေတဲ့အသက်28နှစ်အရွယ်တုတ်ကြီးခေါ် Mac Dominic ကို Arsenal အသင်းကထူးထူးကြကြစိတ်ဝင်စားလာတယ်လို့ပေါ်ပြထားပါတယ်နားကြမမပါဘူးအမှန်ပါ ဒါ Tim Dog ရဲ့ဖော်ပြချက်ကိုကျွန်တော်ကပြန်ပြီးတော့ပြောပြလိုက်တာပဲရှိတယ်။ဟာ Tim Dog က rumors တွေ gossip တွေများတယ်ဘာညာမပြောပါနဲ့။နိုင်ငံတကာမှာဘောလုံးသတင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေအများကြီးရှိတဲ့ site အကြီးဖြစ်ပါတယ်။ကျွန်တော်တွေလည်းဒီလိုသတင်းထဏာတွေရပဲ copy ယူပြီးပြန်ဆွေးနွေးရတာပါ။ထားလိုက်တော့သတင်းဘလောက်ထိဖြစ်နိုင်ခြင်းရှိသလဲဖြစ်နိုင်ခြင်းမရှိဘူးလည်းပဲဆွေးနွေးတုံးသက်ပါမယ်။တကယ်တော့နောက်ဆက်တွဲသတင်းတွေအရတုတ်ကြီးကိုစိတ်ဝင်စားလာတဲ့ club တီထဲမှာ Arsenal တသင်းနဲ့မဟုတ်ဘူး တခြားသောအသင်းတွေလည်းပါပါတယ်အဲ့ဒီအသင်းတွေကတော့ Tottenham Hotspur Everton နဲ့သူ့ရဲ့အသင်းဟာ Manchester United တို့ဖြစ်ပါတယ်အဲ့တော့နောက်ဆက်တွဲသတင်းတွေကိုခဏဘေးပဲ Arsenal နဲ့ထွက်လာတဲ့သတင်းတွေကိုပဲကျွန်တော်တို့အရင်ဆွေးနွေးကြည့်မယ်ဆိုတော့ Arsenal အသင်းဒီဒီလောက်လူစည်းတောင်တင်းနေတဲ့အခြေအနေမျိုးမှာ McTominay ကိုလိုအပ်သလားဆိုတဲ့အပိုင်းကလဲပြင်းမှာဆင်သွားတယ်လို့မြင်နေရတယ်ရိုးရိုးလေးပဲဖြစ်ပေးလို့ရမလို့ဘူးလေတုတ်ကြီးက ကွင်းလယ်စင်ထရယ်ဇုံတလျှောက်နေရာဆုံးရွေရှားကစားနိုင်တယ်တိုက်စစ်မှုဖြစ်ပါတင်ဆော့ရင်လည်းရတယ်အခုအာစတမမီကမီရီနိုကစားနေတဲ့ပုံစံမျိုးကိုသူကပလေးစတိုင်နောက်တစ်မျိုးနဲ့ကစားနိုင်တယ်မီရီနိုတို့ကြတော့ဒီကောင်နဲ့ဆော့တယ်ဒီကောင်က vision ကောင်းတယ်ဗျညံနဲ့ဆော့တယ်နောက် skill ကောင်းတယ်သို့တော့တုတ်ကြီးတို့ကြတော့မီရီနိုတို့လောက် vision မကောင်းဘူးနီးစနစ်ပိုင်းမချေညက်ဘူးဆိုရင်ပဲခွန်အားပြည့်ရှိတယ် aggressive play ကိုပိုင်ဆိုင်ထားတယ်ကြိုးစားပန်းစားရုံးနဲ့တိုးတယ်တိုက်တယ်ပေါ့ဗျာအဲ့တော့တုတ်ကြီးလို့ player မျိုးက ရီးမီးယားလိမှာကစားရင်တော့ပို့ပြီးတော့လိုက်တယ်။ပြိုင်ဘက်တွေကလုံးဝကြက်နေအောင်ဆော့ထားမယ်။ဒီဖြစ်အောင်ကစားရမယ်ဆိုတော့တုတ်ကြီးကိုထိုးထည့်လိုက်။ AM နေရာမှာပဲကစားနံပါတ်10မှာပဲဖြစ်ဖြစ်9မှာပဲဖြစ်ရှောက်တိုးနေလိမ့်မယ်။တုတ်ကြီးရဲ့ physical business ဆိုရင်တော်တော်လေးလိုက်ဖက်တယ်။တော်တော်တုတ်ကြီးရဲ့အသက်က28နှစ်ရှိသွားပြီ။သူပြီတော့ပြောင်းအောင်မလားဆိုတာတစ်ချက်တော့စဉ်းစားရမယ်။ Arsenal အသင်းမှာလည်းကစားသမားလိုအပ်ချက်ကြီးကြီးမားမရှိတဲ့အတွက်ကြောင့် McTominay ကိုခေါ်ဖို့အတွက် စိတ်ဝင်စားကောင်းစိတ်ဝင်စားနိုင်ပေမဲ့လက်တွေ့မှာတော့မခေါ်ယူနိုင်ဘူးလို့ပဲကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ Arsenal အသင်းမှာကစားသမားအလုံလောက်ရှိတဲ့အတွက်ကြောင့်ပါ။ Arteta ရဲ့ viewer ဘိုင်းအရာကတော့အတုတ်ကြီးနဲ့မလိုက်ဖက်ဘူးလိုက်ဖက်တယ်တော့သွားပြောလို့မရတော့ဘူး။ Arteta ဒီပုံတရံမျိုးစုံအသင်းကိုတည်ထားတဲ့ဟန်တစ်ခုကိုဥတီနေတယ်။ Video Gears တို့ကူးသွင်းတာမသွင်းတာစိတ်ဝင်စားဖို့တကုံတိုးတာ။အဲ့လိုမျိုးတိုးအယုံကကောင်းတဲ့ player မျိုးတွေလည်း Arsenal အသင်းမှာနောက်လာမဲ့ဘောလုံးရသည့်အတွက်မြင်ကောင်းမြင်လာနိုင်တယ်။ ။သို့ပေမဲ့ဒီဘောလုံးရာသီမှာတော့အလဲဥတိုင်းမှာကစားမဲ့ကစားသမားတွေမလို့တော့ပါဘူး။အဲ့တော့ကြောင့်တုတ်ကြီးနဲ့ထွက်လာတဲ့သတင်းတွေကိုတော့ကျွန်တော်ကောလာဟာလာသတင်းတွေလို့ပဲယူဆပါရခင်ဗျ။ Okay ကျွန်တော်နောက်ထပ်သတင်းကအီလီယော့အန်ဒါဆန်ကိုအပြိုင်ဆိုင်ခေါ်ဝါမဲ့ယူနိုက်တက်နဲ့လီဗာပူးဖော်ပြထားတဲ့သတင်းမျိုးက Times ကဖြစ်ပါတယ်။အဲ့တော့သူဖော်ပြထားတဲ့နေရာမှာဆိုရင်ယူနိုက်တက်တင်ရတဲ့ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားကက်စမဲရိုနေရာမှာအစားထိုးဖို့ဖြစ်နိုင်ခြေရှိတဲ့ပေါင်တန်း100တန် အသက်23နှစ်အရွယ်အီလီယော့အန်ဒါဆင်ကိုစောင့်ကြည့်နေပေမဲ့လီဗာပူးနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်တဲ့ဒါပြင်နျူကာဆယ်လည်းပါတယ်ဗျာလီဗာပူးနဲ့နျူကာဆယ်နှစ်သင်းနဲ့ရှင်ပြိုင်ရမှာပေါ့နော်ဆိုတော့ဘယ်တော့ပေါင်တန်းတရာတန်းဖြစ်ပြီးတော့ဘယ်တော့လီဗာပူးနဲ့နျူကာဆယ်ကအပြိုင်ဆိုင်စိတ်ဝင်စားလဲဆိုတာကတော့ဒီသတင်းဖော်ပြတဲ့ဌာနဖြစ်တဲ့ Times ပဲသိနိုင်မယ်တခါလေကြာရင်အင်္ဂလိပ်ကစားသမားတွေကအသင်းတိုင်းလိုလိုကတကယ်ရော်နယ်ဒီညိုလိုမက်ဆီလိုလိုခရစ်စတီယာနိုလိုလိုခေါ်ချင်နေတဲ့အကွက်မျိုးတွေရေးတာ ီလီယော့အန်ဒါဆန်ရဲ့လီဗာပူးရဲ့သတင်းတွေကိုကျွန်တော်တို့ခက်ဆစိတ်မကြားပါဘူး။နျူကစ်ဆယ်ကတော့အီလီယော့အန်ဒါဆန်ကိုပြန်ခေါ်ချင်တယ်ဆိုတဲ့သတင်းမျိုးတွေကြားရတယ်။ဒီလိုမျိုးဒမက်စ်များလေလေကစားသမားရဲ့တန်ကြီးကမြင့်တက်လာလေလေ။ဒါမှမဟုတ်ပြန်လောက်ွက်ကြီးမဲတိတာနေသလားပေါ့နော်။ဒီပေါ်လို့ရသည်အစမှအီလီယော့အန်ဒါဆန်ရဲ့ပြောင်းရွှေ့ခြင်းပေါင်တန်းတရာမရှိဘူး။အဲ့ချိန်ကာလတော့အီလီယော့အန်ဒါဆန်ကိုလိုချင်တပဆိုတဲ့အတင်ဟာရှားတယ်။အခုတဖြည်းဖြည်းနဲ့တနည်းအားဖြင့် ဒီဘောလုံးရာသီဘက်မှာပြလာတဲ့ Elio Anderson ရဲ့စွမ်းဆောင်ရည်တွေအင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ခံရတဲ့စွမ်းဆောင်ရည်ကောင်းပြတ်တက်လာတဲ့အခြေအနေတွေကြောင့် Elio Anderson ကပေါင်သန်း100လောက်ဖြစ်လာတာပါဒါပေမဲ့ကျွန်တော်ကတော့လေဒါ pass နဲ့အမြင်မှာကျွန်တော်တို့အမြင်ချင်းတူချင်မှာတော့တူလိမ့်မယ် Elio Anderson ပေါင်သန်း100တန်တယ်လို့ဒုံးကလုံးဝမထင်ဘူးအင်္ဂလိပ်ကစားသမားတွေဒီအတော်လေး hype ခံရတဲ့သူတွေဖြစ်တယ်ဒီပြည်တွင်းမီဒီယာတွေမှာလည်း hype တယ်ပြည်တွင်းကကျွန်တော် legendary ကစားသမားတွေကလည်းအရင် hype တယ်။သူကတော့အင်္ဂလိပ်စစ်တော်မဟုတ်ဘောနော် တုတ်ကြီးလိုမျိုးပဲ Scottish နည်းနည်းဆက်တယ် Scottish နဲ့ English ရောထားတဲ့ကစားသမားပါအဲ့တော့ပြောချင်တာ United အသင်းက Ilya Anderson ကိုတကယ်စိတ်ဝင်စားကောင်းစိတ်ဝင်စားလိမ့်မယ်တိုးတော့ gain နဲ့ရနေလို့အလွယ်တကူရော့ဆိုပြီးခေါ်လို့မရအောင်အဲ့လို trick ထားတဲ့အပိုင်းတွေအများကြီးရှိတယ်ဗျလီဗာပူးကတော့ Ilya Anderson ကိုထူးခြားပြီးတော့စိတ်ဝင်စားလာတယ်လို့ကျွန်တော်မထင်ဘူးသူတို့ရဲ့အကွင်းထဲမှာအကောင်းဆုံးအထိုင်ရှိတယ် McAllister နဲ့ RGB အဲ့ဒီအထိုင်ကိုကျော်လွန်ပြီးအီလီယော့အန်ဒါဆင်နေရာရဖို့ဆိုတာမလွယ်ဘူးနျူကာဆယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့နျူကာဆယ်ကလည်းဈေးတင့်သွားတယ်ရောင်းထားတဲ့ကစားသမားကိုရော့ပေါင်တန်းတရငါတို့ပေးမယ်ဆိုပြီးတော့သူတို့မခေါ်နိုင်ဘူး Ingament Sustainability Rules ကပြန်ပြီးတော့ထောက်ထားတယ်အဲ့တော့ကျွန်တော်ကတော့ United စိတ်ဝင်စားနေတဲ့အတွက်ကြောင့်အခုလိုမျိုးဈေးနှုန်းတက်အောင်ရေးသားဖော်ပြတဲ့သတင်းတွေထွက်လာခြင်းလို့ပဲကျွန်တော်ထင်ပါတယ် ယူနိုက်တက်တင်ခေါ်မယ်ဆိုရင်တော့ Elio Anderson ကိုလိုက်ပါတယ်ကျွန်တော်ကမလိုက်ဘူးလို့မပြောပါဘူးမကြိုက်ဘူးလို့မပြောပါဘူးကြိုက်တဲ့အပိုင်းနေရှိတယ်ဒါပေမဲ့ပြောင်းရွှေ့ခြင်းပေါင်တန်းတရာဆိုရင်တော့နေ့တစ်ခါညတစ်ခါအလူးလဲစဉ်းစားတင်တယ်လို့တော့သုံးသပ်မိပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုဘလုံးမွဲကစားကြတယ်ဆိုရင်တော့ Super Senior Big Boss ဒီမှာ IMAC ခွန်ရှိကုန်၅သုံးလုံး miss နဲ့မောင်း၅၆တို့ကိုမမတဲ့အပူသူချင်းများတော့ ਨੇ ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိကြတယ်ဆိုရင်တော့ပပနံပါတ်3998996640လေးရလေးဒီမှာဆက်သွယ်ဆုံးတဲ့မိမြက်လို့ရပါတယ်ခင်ဗျာ နောက်ဆုံးဆွေးနွေးရမယ့်သတင်းကတော့ဒီ McGwee နဲ့ပတ်သက်ဆက်နွယ်နေတဲ့သတင်းဖြစ်ပါတယ်။တကယ်တော့လေမနေတဲ့ဟာအဲ့သတင်းကတက်လာတာဗျ။ Crystal Palace ကလေတံတွေပြောင်းသွားတယ်။သူတို့ကစားသမားကိုနောက်လာမယ့်ဘောလုံးရတယ်မှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခွင့်ပြုရတော့မှတိလေလေသွေးပြက်ခြောက်ချားလာလေလေပဲ။ Palace ရဲ့တာဝန်ရှိတဲ့သူတွေရဲ့ဆုံးဖြတ်ချက်မပြတ်သားမှုပေါ့။တကယ်တော့ Liverpool ကတန်ရတန်ကြီးပြီးပြီးတော့ဝယ်ခဲ့ပြီးတယ်။ ချိန်အကာလမှာရောင်းရင်အကုန်လုံးကဝင်းဝင်းစီချူရှင်းပဲမက်ဂွီးကိုတိုင်ကလည်းလီဗာပူးကိုပြောင်းကျင်တယ်ပဲလစ်လည်းပတ်ဆံရမယ်ဂွီးလည်းတတ်တတ်မတ်လေးဖြစ်သွားတယ်ပေါ့ဗျာအခုချိန်မှာသူကပဲလစ်တော့သာကစားနေတာပြင်ဘယ်တင်းပြန်ပြောင်းအောင်မသိတဲ့အခြေအနေမျိုးအဲ့တော့ပေါ်ပြထားတဲ့သတင်းမြစ်ကအဘိုးလားဗျာဒါပေါ်တူဂီဘက်ကသတင်းရင်းမြစ်ပေါ်တူဂီဘက်ကသတင်းရင်းမြစ်ကဒီအင်္ဂလန်ဘက်ကသတင်းကိုပေါ်ပြတယ်ဆိုရင်ကျွန်တော်တို့ကအမန်တရားနဲ့နည်းနည်းနှီးဆက်တယ်လို့ယူဆရမယ်ပေါ်တူဂီဘက်ကဘောလုံးသမားတယောက်အကြောင်းပေါ်တူဂီဘက်ကသတင်းရင်းမြစ်ပေါ်ပြရင်တော့အဲ့ဒါနည်းနည်းစဉ်းစားရမယ် အတူတူပဲစပိန်တို့ဂျာမနီတို့အကုန်အတူတူပဲတိုးတော့အဘိုလာဒီဂွီအကြောင်းပေါ်ပြလာတာဘာကြောင့်လဲဆိုတော့သူတို့ပေါ်တူဂီကစားသမားတယောက်နဲ့ဆက်ဆက်နေလို့ပါစပိုတင်လစ်စပွန်တင်ရဲ့နောက်ခံကစားသမားဒိုင်ယိုမန်ဒီကိုဂွီနီယာအစားထိုးဖို့အတွက်ပဲလစ်အသင်းကလိလာစောင့်ကြည့်မှုတွေပြုလုပ်နေတယ်အစီအစဉ်နေတယ်ဆိုတော့တရေမျိုးဖြစ်ပါတယ်ဂွီယိုအစားထိုးဖို့အတွက်ဒိုင်ယိုမန်ဒီလောက်ပဲအဆင်ပြေမှာဒါတော့မှမသေးကြဘူးကက်ထားလိုက်တော့မဂွီအကြောင်းကျွန်တော်ဆက်ဆွေးနွေးရအောင်အဲ့တော့မနေ့ကဖော်ပြတဲ့တဲ့င်းထဲမှာဆိုရင်ပဲလစ်က လီဗာပူးဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာမကွီးကိုပြန်လည်ခေါ်ဝင်မယ်ဆိုတော့ယုံကြည်ချက်မျိုးရှိနေတယ်ပေါ့နော်။နည်းနည်းလေးတော့ရှုပ်ထွေးပူလီတယ်။ကွီးကိုခေါ်ချင်နေတဲ့ကလပ်တွေကအသင်းမျိုးတုံးပဲ။ရီယယ်မက်ဒရစ်ပါပါတယ်။ဘိုင်ယန်မြူးနစ်ကောဘာစလိုနာရောစသဖြင့်ပေါ့နော်။တိုးတိုးကျွန်တော်တယောက်တည်းအမြင်ရတော့မကွီးနဲ့လီဗာပူးကြားထဲမှာသဘောတူညီချက်တစုံတရာရရှိထားနိုင်တယ်။ကျွန်내အသင်းတွေကတော့ဗျာကစားသမားကောင်းဖြစ်တဲ့အတွက်တည်င်းကတော့မျိုးတုံးထွက်မှာပဲ။ဇန်နဝါရီပြောင်းရွှေ့ကာလမှာတင့်တင့်နဲ့ဈေးမောင်းပမာဏတရက် ပေးပြီးတော့ Liverpool အနေနဲ့စောစီးစွာ McGuire ကိုခေါ်ယူနိုင်တယ်အခုအသေးရဲ့နောက်တန်းတနေရာလိုအပ်ချက်ရှိတယ်ကြီးမားတယ်တော့မဟုတ်ဘူးလိုအပ်ချက်ရှိတယ်ခေါ်ရင်တော့ပိုကောင်းတယ် McGuire ဇန်နဝါရီပြောင်းရွှေ့ကာလမှာ Liverpool ကိုရောက်လာရင်တော့ Liverpool ရဲ့ဒီတိုက်တယ်မှန်းလို့ရတဲ့အခြေအနေတွေပို့ပြီးတော့အားကောင်းလာနိုင်တယ်အဲ့တော့ကျွန်တော်ကတော့ McGuire ကို Palace အသင်း ယူရထားသလိုမျိုးဇန်နဝါရီပြောင်းရွှေ့ကာလမှာလီဗာပူးအသင်းဒုတိယတကြိမ်တင့်တင့်နဲ့ဈေးနှုန်းပမာဏနဲ့ကမ်းလန်းလာဖို့ဆိုတာများစွာဖြစ်နိုင်ပါကြောင်းသုံးသပ်ရနေပဲဗီဒီယိုလေးဒီမှာနားကျင်ပါရယ်။ဆုံးဖြတ်ချက်ရှိပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။